ြန်တန်းနိုင်တဲ့တတဝါလို့ပြောလိုက်ရင်ဘာတွေတွေးမိလဲငှက်တွေလင်းတို့တွေအင်းဆက်ပိုးမွားတွေကိုတင်မြောင်မိနိုင်ပါတယ်ဒါပေမဲ့အရှိတောင်အာရှရဲ့မိုးတက်တော်ထူထပ်တဲ့နေရာတွေမှာကျွန်တော်တို့ရဲ့ယုံကြည်ချက်အားလုံးကိုပြောင်းလဲပြစ်နိုင်တဲ့တတဝါတစ်မျိုးရှိနေပါတယ်သူ့မှာအတောင်ပံမရှိအမွေးတောင်လည်းမရှိကဘာမြေပေါ်မှာရှိတဲ့တွားတွားတတဝါတစ်မျိုးပါအဲ့ဒီတွားတွားတတဝါကတော့ flying စနစ်ခုံမွေးပြန်တွေဖြစ်ကြပါတယ် ီဗီဒီယိုကလေးတွေကမွေးပြန်တွေဟာဗီဒီယိုအထူးပြုလုပ်ချက်တွေနဲ့လုံဆောင်ထားတာမဟုတ်ပါဘူး။ခရိုင်ဆိုပီဒီယာလို့ခေါ်တဲ့ကောင်းကင်မှာပြန်တန်းနိုင်တဲ့မွေမျိုးစိတ်များကိုလေ့လာတင်ဆက်ပေးသွားမှာဖြစ်ပါလေ။ခရိုင်ဆိုပီဒီယာမျိုးရင်းဝင်တွေမွေပြန်တွေဟာအစိတ်အနှဲငယ်ရှိပေမဲ့လူသားတွေအတွက်တော့အနည်းငယ်မရှိပါဘူး။သူတို့ရဲ့အတိတ်အစားအစာဖြစ်တဲ့ပတ်သက်များ၊ဖားများ၊နှက်ငယ်များနဲ့လင်းလို့များကို အမဲလိုက်ဖို့အတွက်သာတနေရာမှတနေရာသို့ပြန်တန်းနေကြခြင်းသာဖြစ်ကြပါလေ။ သူတို့ကိုအရှိတောင်အာရှဒေသများဖြစ်တဲ့ထိုင်းမလေးရှားအင်ဒိုနီးရှားဖိလစ်ပိုင်နိုင်ငံတွေမှာတွေ့ရှိရပါတယ်။သူတို့ဟာအရှိတောင်အာရှရဲ့မိုးသစ်တော်တွေမှာနေထိုင်ကြပြီးအချိန်များစုကိုတစ်ပင်ထိပ်ဖျားမှာပဲအုံဆုံးကြတယ်။သူတို့ဘာကြောင့်ပြန်တန်းနေကြတာလဲဆိုတာကိုလေ့လာကြည့်လိုက်ရင်တာယက်တရီဆန်လူစီကလွမြောက်ဖို့မြေပြင်ပေါ်ကိုမစင်းရပဲတစ်ပင်တစ်ပင်မှတစ်ပင်ကိုပြောင်းရွှေ့ဖို့နဲ့တားကောက်ဖို့လိုက်လံဖန်ဆီးရန်အတွက်စွမ်းရည်များကြီးကိုချွေတာနိုင်တဲ့အံ့ဖွယ်နည်းလမ်းတစ်ခုအနေနဲ့တနေရာမှာ တနေရာသို့ပြန်တန်းနေကြခြင်းသာဖြစ်ကြပါတယ်။သင်ရောစဉ်းစားကြည့်ပါသစ်ပင်အောက်ကိုဆင်းပြီးနောက်ထပ်သစ်ပင်ကိုတက်တာဟာကြာရှည်ပြီးအနေရများတဲ့ခရီးပါတိုက်ရိုက်ပြန်တန်းတာကချိန်ပုံမြန်ပြီးအလုပ်ကိုဖြစ်ပါတယ်။ဒါဆိုခြေတော့မရှိအတောင်ပံမရှိတဲ့ကြွသားနဲ့အကြီးခုန်တွေနဲ့ဖွဲ့စည်းထားတဲ့ခန္ဓာကိုယ်တစ်ခုလုံးဟာဘလို့ပြန်တန်းနိုင်တာလဲဇီဝကမ္မဗေဒနဲ့ရူပဗေဒရဲ့စင်ကြယ်ကြောင်းလဲလာတဲ့ဖြစ်စဉ်ဖြစ်ပါတယ်။စတင်ပြန်တန်းဖို့အတွက်ငွေပြန်တွေဟာခုန်ချလိုက်တာမဟုတ်ပါဘူး။ ူဤခန္ဓာကိုယ်ကိုအာဖြင့်ပြည့်လွှဲလိုက်ပြီးအရှိပိုင်းကိုအပေါ်ဘက်နဲ့ဘေးဘက်ကိုအာပြုတုံးကန်လိုက်ပါတယ်။နောက်တော့သူ့ခန္ဓာကိုယ်ကို separate တစ်ခုအဖြစ်အသုံးပြုပြီးစွမ်းရင်အားလုံးကိုထုတ်လွှတ်ကာကောင်းကင်ပြင်ဘက်ကိုဖြစ်ထုတ်လိုက်တာပါ။ဒီထဲရောက်သွားတာနဲ့မွေးဟာမယုံနိုင်လောက်တဲ့ခန္ဓာဗေဒဆိုင်ရာပြောင်းလဲမှုတစ်ခုကိုလှုပ်ဆောင်လိုက်ပါတယ်။အဲ့ဒါကတော့သူ့ခန္ဓာကိုယ်ကိုပြသွားအောင်လုပ်လိုက်ပါတယ်။ ထိုနောက်ခန္ဓာကိုယ်ပေါ်ပိုင်းကိုခုံးနေပြီးအောက်ပိုင်းကိုခွတ်နေအောင်ပြုလုပ်လိုက်ပါတယ်ဒါကြောင့်ပြင်ကျင်မှုအခြေခံသဘောတရားများကိုဖြစ်ပေါ်စေပြီးနေထဲတွင် S ပုံစံဖွဲ့စည်းကလေဟုန်စီးနိုင်ခြင်းဖြင့်ဖြစ်ပါတယ်ကြံတန်းနေစဉ်အတွင်းသူတို့၏ခန္ဓာကိုယ်ကိုလှိုင်းတပိုးပုံစံလှုပ်ရှားမှုကို ပြုလုပ်ကြပြီးထိုလှုပ်ရှားမှုသည် သူတို့အားဥတီယာပြောင်းရန်နှင့်တည်ငြိမ်အောင်ထောက်ပံ့ကူညီပေးကြပါတယ် သူတို့ဟာပေ90မြင့်တဲ့တစ်ပင်ကနေပေ300ကျော်ကျော်ကိုပြန်တန်းနိုင်ပါတယ်။လေထဲမှာ60ဒီဂရီကိုကောက်သွားနိုင်ပြီးပေ3ပေကြာစင်းတိုင်း10ပေရှိသူသွားနိုင်ပါသေးတယ်။ပြန်တန်းနိုင်တဲ့မြွေမျိုးစိတ်9မျိုးခန့်ရှိတယ်လို့သိပ္ပံပညာရှင်များကခန့်မှန်းထားကြပါတယ်။သူတို့၏အယောင်သွေးများကတော့အစိမ့်အဝါအမဲသို့မဟုတ်အယောင်စုံပုံစံများရှိကြပါတယ်။တိရွတ်တခတ်များကြတွင်ပုံကွယ်နေနိုင်စေရန်ကူညီပေးပြီးတားကောင်ခန်းချင်းနှင့်တားရဲများရန်မှပုံအောင်ချင်းတို့အတွက်အထောက်အပံ့ပြုကြပါသည် ငွေပြန်တွေဟာဥမပေါက်ပွားသောတတဝါများဖြစ်ကြပြီးတစ်ခါဥယင်6လုံးမှ10နှစ်လုံးခန့်ဥလေးရှိကြပါတယ်။ပြန်တန်းနိုင်သောငွေများဤတက်တန်းသည်ခမန်းကြီးအားဖြင့်10နှစ်ခန့်ရှိကြပါတဲ့အရွယ်စားအဖြစ်သောနှစ်ပေမှ၄ပေတွင်ရှိကြပါတယ်။ဒါကြောင့်စိတ်ဝင်စားဖွယ်ပြန်တန်းနိုင်သောငွေများဟာတစ်ပင်ပေါ်တွင်နေထိုင်ရန်တတဝါများမြို့စင်ကဲပြောင်းလဲရှင်တန်းလာသည်ဟုပြသနေသောနမူနာပုံစံများပင်ဖြစ်ပါတော့လေ။ ဒီဗီဒီယိုကလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုများမှာလည်းသဘာဝတရားကြီးတွေမိတင်းနေထိုင်နေကြသောသတ္တဝါများဤစိတ်ဝင်စားဖွယ်ရအကြောင်းများကိုတင်ဆက်ပေးသွားမည်ဖြစ်ပါသောကြောင့်လာမည့်ဗီဒီယိုများမှာပြန်လည်ဆုံတွေ့ကြပါစို့